မြန်မာနိုင်ငံမှာဖမ်းဆီးထိန်းသိမ်းခံထားရရာကနေအမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက်ဆွတ်တောင်းပေးလာခဲ့တယ်။တမိဆိုးကိုမိတ်ဆွေအစင်မှန်လို့ချစ်ရတယ်ဆိုတဲ့တရုတ်ဆောင်အုပ်ကမင်းမောင်။မင်္ဂလာပါပရိသတ်ကြီးရှင်။တရုတ်ဆောင်အုပ်ကမင်းမောင်ကတော့အခုလက်ရှိအမေရိကန်နိုင်ငံမှာရောက်ရှိနေထိုင်နေတာဖြစ်ပြီးအနုပညာလောကနဲ့အလန်းကွာသွားခဲ့ပေမယ့်မြန်မာနိုင်ငံကအနုပညာရှင်တွေရဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးမကြာခဏဝေဖန်ထောက်ပြလေးရှိသူတယောက်ဖြစ်ပါတယ်။ ဥက္ကမင်းမောင်ဟာဆယ်လီသမီးဆိုးနဲ့မိတ်ဆွေတွေအဖြစ်ခင်မင်ခဲ့ကြပြီးသမီးဆိုးအပေါ်မှာမိတ်ဆွေအစမှန်တယောက်အနေနဲ့ရပ်တည်နေသူလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်ကရန်ကုန်မင်္ဂလာတုံးလေးစိတ်မှာဖန်ဆီးခံလိုက်ရတဲ့သမီးဆိုးအတန်းမိတ်ဆွေစစ်စစ်ဖြစ်တဲ့ဥက္ကမင်းမောင်ကသူမဘက်ကရပ်တည်ပေးလာခဲ့တာဖြစ်ပါတယ်။သမီးဆိုးကိုတော့အခုလက်ရှိမှာပြည်ဦးလေရဲစခန်းမှာအမှုဖွင့်လှစ်ထားပြီးဘန်ကောက်ကိုအသွားလေရင်ပေါ်မှာဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ သမီးဆိုဟာအမေရိကန်မှာရှိနေစဉ်ကာလတခြားလုံးအွန်လိုင်းပေါ်ကနေဆယ်လီများနဲ့တကွတခြားသောနာမည်ရပုဂ္ဂိုလ်များကိုဝေဖန်မှုအတော်ပြုလုပ်ခဲ့သူတဦးလည်းဖြစ်ပါတယ်။သမီးဆိုအတွက်ဥက္ကမင်းမောင်ကမိတ်ဆွေစစ်ပိသားစွာနဲ့အမျက်ဆုံးလွမြောက်ဖို့နဲ့မိသားစုစီပြန်ရောက်နိုင်ဖို့အတွက်လည်းဆုတောင်းပေးထားတာဖြစ်ပါတယ်။တယောက်ဆောင်ဥက္ကမင်းမောင်ကမာဆိုးအမျက်ဆုံးလွတ်မြောက်ပါစေခြေရတဲ့မိသားစုနဲ့ပြန်လည်ဆုံတွေ့နိုင်ပါစေတကယ်ရင်ထဲကနေစေတနာမြတ်တာပြေဝနဲ့ဆုတောင်းပေးပါရစေ ဖန်ခံရတဲ့ကိစ္စကသူ့ဘက်ကမာတီဖြစ်စေမှန်တီဖြစ်စေကိုလဲတီချာကာကနာနာမတိပေမဲ့လောကကြီးမှာတကယ်မိတ်ဆွေအစ်စ်ဆိုတာဒီလိုမျိုးအခက်ခဲကြုံမှဘသူစိတ်ကဖြူသလားမဲသလားအကျင့်ပုတ်သလားသူများဒုက္ခရောက်တာဝမ်းသာနေသလားဆူတောင်းပေးနေသလားကိုနဲ့မဆိုင်သလိုဘေးထွက်ထိုင်နေသလား꽌꽌ပြပြသိရတာပါပါကြောင့်ဖန်လဲတေချာမသိပေမဲ့အဖန်းခံရတဲ့နစ်နာတဲ့ကိုမိတ်ဆွေဘက်ကပေါ်တင်ရက်တီပြီးမိသားစုစိတ်ဓာတ်နဲ့ဆူတောင်းပေးပါတယ် သူဘာတွေလောက်ခဲ့လို့ဒီလိုဖြစ်လဲဆိုတာကိုမသိပေမဲ့တစ်ဖက်ကသူ့ကိုစန့်ကျင်သူတွေစီကအမုန်းပွားခြင်းလို့ကိုစီအမုန်းတွေရောက်လာမှကြောက်လို့ကျွန်တော်အတန်တိတ်နေမှာတော့မဟုတ်ပါဘူး။သူ့သားလေးနဲ့သူ့မိသားစုလည်းဒီတဲ့ရင်အတွက်ဘယ်စိတ်ကောင်းမှမလဲ။ကျွန်တော်ကိုချင်းစားတယ်၊နားလဲတယ်။နောက်ထပ်တိုင်းတစ်ပါးကလူတွေလည်းဒီတဲ့ရင်ကြောင့်ဘယ်ပြန်လာရဲပါတော့မလဲ။နိုင်ငံရေးတွေပြောခဲ့ရင်အချိန်မရွေးအဖမ်းခံရနိုင်တဲ့ကိစ္စ။ တိုင်းတစ်ပါးကမြန်မာတွေလည်းမိသားစုတွေဆွေမျိုးတွေခြေရသူတွေတကယ်ချင်းတွေနဲ့နှစ်များစွာကွဲကွာနေရတာဒီလိုအခြေအနေတွေကြောင့်ပေါ့အမြန်ဆုံးတိုင်းပြည်အေဂျင်စီရန်ညိုးတွေအမုံတရားတွေစစ်ပွဲတွေအမြန်ဆုံးအဆုံးသတ်ပါတော့လို့ဆုတောင်းပါတယ်ကျွန်တော်စိတ်တက်အမှန်ကန်စွာနဲ့ပဲထားမယ်ဒါကိုတင်လို့လာဆဲလေဂယုမဆိုင်ဘူးနော် ထောင်ထဲမှာနှစ်ရှည်လာများစွာနေရအောင်မာဆိုးကမဟုတ်တာလုပ်နေတဲ့သူလည်းမဟုတ်ဘူး အဆင်ပြေပါစေမာဆိုရင်ကိုဟာကိုကိုအပူနဲ့ကိုဖြစ်ပြီး Facebook ပေါ်မှာတက်ဖြစ်တာတပတ်ကျော်လောက်ဖြစ်သွားလို့လောကကြီးဘာတွေဖြစ်နေလဲဘာမှမသိလိုက်ဘူးတကယ်ကိုဖြူစင်သောအေးချမ်းစီခြင်းသော စိတ်နဲ့ဆူတောင်းပေးပါတယ်ဟုဆိုကဥက္ကမင်းမောင်ကသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်